သရေသားမိမားတွေဟောပြောမှာကတော့လွန်စွာမှဝမ်းသာအားရကျေနပ်မိပါလေ။ဒါကြောင့်လည်းသူတို့စနေသားသမီးမားရဲ့အခုဒီမေလာတလာတာကကြမှာအခြေအနေကတော့လုံးဝလက်ညှိုးဆွန်ရာရေပြစ်မဲ့ဆိုတဲ့အချိန်မှာပဲ။မောချတုတ်တက်အောင်မြင်မှုတွေကိုရရှိစေပါလိမ့်မယ်။တနင်္ဂနွေကျိုးအားကောင်းနေတာဖြစ်တဲ့အတွက်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အတိတ်ထင်ရှားစွာတိုးတက်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။ ောက်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီကောင်းမားစာကောင်းတွေကိုရရှိပါလိမ့်မယ်။အိုးအိမ်နေရာထိုင်ကိစ္စတွေမှာအဆင်ပြေအောင်မြင်ပါလိမ့်မယ်။နောက်တစ်ခုကတော့အိမ်နဲ့သဟဇာတာတဲ့ပဲအဆင်ပြေမယ်လို့တွေးရပါတယ်ဗျာ။နောက်တနင်္လာကျိုလဲအားကောင်းနေတာဖြစ်တဲ့အတွက်ငွေကြေးစည်းဝါးလက်လာပါလိမ့်အားကိုပွင့်လန်းလာပါလိမ့်မယ်။အယောင်းဝယ်သမားတယောက်ဆိုရင်အယောင်းဝယ်လေးကောင်းပဲ။ငွေဝင်ရမယ့်လမ်းကြောင်းတွေပွင့်လာပြီဖြစ်တဲ့အတွက်ဒါငွေကြေးကိစ္စကိုစောင့်မျှော်နေတဲ့သူတွေ ချိန်ပြပါငွေတွေဝင်လာပါလိမ့်မယ်ရှားလာပါလိမ့်မယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါလိမ့်မယ်ပုံမှန်လို့ပုံမှန်စီးပွားပုံမှန်ဝင်ငွေလမ်းကြောင်းတွေအပြင်တခြားကြီးကြီးမားမားအဝင်လမ်းကြောင်းတွေကနေလည်းပဲမထင်မှတ်ပဲမြင်လို့လိမ့်မယ်အစုလိုက်ပုံလိုက်ဝင်လာတတ်ပါတယ်ဒါမလို့ငွေအဝင်လမ်းကြောင်းကိုဖွင့်ထားတဲ့အနေနဲ့ဖြီးလို့ချဲလို့တော့ထိုးပြလို့ရပါတယ်ခင်ဗျာနော်နောက်ထပ်ဘာတွေကောင်းတာရှိသေးလဲဆိုတော့ ပညာရေးပိုင်းနဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့သူတွေမှာလည်းပဲပညာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပြီးနောက်အောင်မြင်မှုတွေရရှိနေတယ်။ဆောင်ရွက်ကိစ္စတွေ၊အင်တာဗျူးကိစ္စတွေမှာအဆင်ပြေအောင်မြင်ပါလိမ့်မယ်။နောက်တစ်ခုကတော့ဘာသာရေးလှုပ်လှုပ်နေတဲ့သူတွေမှာလည်းပဲဘာသာရေးနဲ့ပတ်သက်တဲ့အလုပ်တွေမှာအောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။အထိတန်ကြီးအောင်သွားတာတို့နော်။ကိုလှုပ်ချင်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေလှုပ်ဖြစ်သွားတာတို့ ။နောက်အသီးတို့ညံတို့အတွေးတို့အမြင်တို့တွေရသွားတာတို့ရှိတတ်ပါတယ်။နောက်အဲ့လိုပဲဆရာသမားလို့ပုံကိုယ်တွေရဲ့မိကောင်းဆွေကောင်းတွေရဲ့အကူညီကောင်းအဆောက်အအုံအကြံကောင်းညံကောင်းတွေကိုရတတ်ပါတယ်။မြေကိစ္စအမွေကိစ္စလို့ဟာမျိုးတွေဆောင်ရွက်မယ်ဆိုရင်လည်းပဲအောင်မြင်စေတတ်တယ်လို့တွေးရပါတယ်ဗျာ။ဘာလေးတွေမှာနည်းနည်းညံတတ်လဲဆိုတော့ခยีသွားလာလှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့အခါမှာအဆင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ပြောစကားဆိုစကားလေးတွေမှာနည်းနည်းအမှားယွင်းလေးတွေဖြစ်တတ်တဲ့အတွက်စကားပြောတဲ့အခါမှာမလိုဘူးမမြန်ဘူးစိတ်တူတဲ့အချိန်မှာအမှားမပြောမိစေဖို့ပေါ့နော်ဂရုစိုက်ပါ အမှုကိစ္စလိုဟာမျိုးတွေပြဿနာလိုဟာမျိုးတွေဝင်လာရင်တော်တော်နဲ့မပြီးပဲနဲ့ကြာနေတတ်ပါလေတန်းနေသူတွေဂရုစိုက်ရှောင်ရှားပေးပါလို့ပြောချင်ပါတယ် ရန်ဒီအတိုက်ခိုက်လေးတွေမနာလိုတဲ့သူလေးတွေများတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။လူမှုပေါင်းသင်းဆက်ဆံရေးမှာတော့ကောင်းတဲ့သူရှိသလိုမကောင်းတဲ့သူလည်းပဲရှိပါလိမ့်မယ်။ပုံမှန်အနေအထားတစ်ခုပါပဲ။အကောင်းအဆိုးညီမျှနေတယ်လို့ပြောလို့ရပါတယ်။အားနေတဲ့ထဲမှာကျမ်းမာရေးတစ်ခုတော့ပါပါတယ်။ဒီကာလအတွင်းမှာနည်းနည်းလေးနေထိုင်မကောင်းဖြစ်ချင်တယ်လို့မျိုးလေးတွေကြုံရတတ်ပါတယ်။နည်းနည်းပါပဲ။တအားယူဆိုးဝါးရည်လို့တော့မဟုတ်ပါဘူးညာနော်။ကြတာကတော့ ဘူးစာပရမဘီရင်ဂိမ်းနဲ့ကျွန်တော်ခေါ်ပြောပေးခြင်းပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဒါတဲရော့ကလေးနဲ့လည်းပဲစနေသားမိနာအတွက်ကိုလေလာတလာတာခံကြမှာအခြေအနေတွေအကြပြီမှာဖြစ်ပါတယ်။ထုံးစံတိုင်းဂျာပြတ်ကြော်ညာဝင်ကျင်တာမှာကျွန်တော်ရှိမှာတဝူးချင်းတယောက်ချင်းဗီဒီမီမြန်းကျင်တဲ့မိတ်ဆွေများကကျွန်တော်ရဲ့ TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုတောင်းယူလို့ရပါတယ်။ Viber လို့ Telegram လို့ကနေဆက်သွယ်ပြီးတော့ကြိုတင်ပြီးတော့စာရင်းပေးရပါတယ်။တဦးချင်းတယောက်ချင်းရဲ့ဗီဒီယိုလေးကိုတွက်ချက်ပြီးတော့ကျွန်တော်ကဟောဆန်းတွေကိုစီစဉ်ပေးပါတယ်။ဘဝတသက်တာနဲ့ပတ်သက်တဲ့စိတ်ရည်စရိုက်တွေ၊စောင်းဝမ်းရှောင်းဝမ်းတွေ၊ဖွားစာတာနဲ့ပတ်သက်တဲ့အဟောတွေ၊ဒီအသက်ပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေ၊နောက်ရေရရာတွေ၊လပိုင်းခြားနဲ့ပတ်သက်တဲ့အဟောတွေကိုကျွန်တော်ပို့ပေးပါတယ်။နောက်ဘယ်နှစ်ဘယ်ကိန်းကိုဘယ်လိုရောက်နေတယ်ဆိုတော့နားလည်အောင်ရှင်းပြပေးတယ်။နောက်ကိုသိလို့တဲ့အကြောင်းကိစ္စ၊ကိုမေးလို့တဲ့အကြောင်းကိစ္စတွေကိုလည်း ဖြည့်ပြီးဟောပေးပါတယ်ခင်ဗျာเนาะအဲ့အတွက်ကိုဒါစည်ရင်ပေးပြီးတစ်ရက်နှစ်ရက်လောက်ဆောင်းရပါမယ်ညံပူစွာကားကတော့2000ကျပ်ယူပါတယ်နောက်တစ်ခုကတော့ရန်ကုန်မှာဗီဒီယိုဟောဟန်ပွဲလေးဖွင့်ဖို့စီစဉ်နေတာကစီစဉ်နေတော့မှရှိပါတယ်ဒါပေမဲ့ဒီရက်ထက်မှကျွန်တော်နဲ့အပြင်မှာလူတွေဗီဒီယိုမြင်းကျင်တဲ့သူများကကျွန်တော်ရန်ကုန်ကိုရောက်နေပါတယ်မေလာတရက်နေ့နဲ့နှစ်ရက်နေ့မှာရွှေကုန်းနယ်ဟိုတယ်မှာကျွန်တော်ကိုလာရောက်ပြီးတော့တွေ့ဆုံ မြင်မြန်လို့ရပါတယ်ခင်ဗျာเนาะအဲ့တော့အဲ့လိုမြင်မြန်ခြင်းတဲ့သူတွေကဒီ TikTok Messenger မှာပဲဖြစ်ဖြစ် Viber ဖုန်းနံပါတ်ရှိတော့ Viber တို့ Telegram တို့ကိုပဲဖြစ်ဖြစ်ကြိုတင်ပြီးတော့ဆက်သွယ်ပြီးတော့လာရောက်မြင်မြန်လို့ရပါတယ်เนาะအဲ့တော့ဒီမေလာ၁ရက်နေ့နဲ့၂ရက်နေ့ချိန်တွေရှိပါတယ်နောက်ရက်တွေကတော့မပြောတတ်သေးပါဘူးเนาะခေတာကတော့ဗီဒီယိုမြင်မြန်ခြင်းတဲ့သူများအတွက်ကိုကြော်ညာပေးတာပါအခုစနေသားသမီးများရဲ့ န်လာတာအခြေအနေမေလာတလာတာမှာဘလို့အခြေအနေမျိုးတွေဖြစ်လာနိုင်မလဲဆိုတာကိုတေရော့ကလေးနဲ့လည်းကျွန်တော်ပြထပ်ပြီးတော့ကြည့်ပေးပါမယ်ဖြစ်ပါတယ်။ ိသာထင်ရှားစွာနဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်တဲ့အချိန်ကာလတွင်ကြောက်ရှိနေခြင်းဖြစ်ပါတယ်။အဲ့တော့ငွေတွေကြေးတွေဟာလမ်းကြောင်းတက်ကူတွေရတယ်မဟုတ်ပဲလမ်းကြောင်းနှစ်ခု၊သုံးခုလောက်ကနေဝင်လာနိုင်ရှိပါတယ်။ဒါပေမဲ့အထွက်ပြူလေးတွေလည်းရှိတယ်နော်အကုန်ကြလေးတွေလည်းများတယ်။ဒီချိန်မှာငွေကြေးနဲ့ရင်းနှီးမြုပ်နှံမှုတွေလုံးရောကောင်းလာဆိုတော့ကောင်းတာပေါ့တဲ့။နောက်တစ်ချိန်မှာပြန်လည်ပြီးတော့အဲ့ဒီအသီးပွင့်တွေကိုခံစားပါလိမ့်မယ်တဲ့။ ဒါအလှူဒါန်းနေတဲ့လဝတာပါတယ်။အဲဒီအလှူဒါနကုသိုလ်ကောင်းမှုတွေကလည်းချက်ချင်းမြန်မြန်ပြန်ပြီးတော့ကိုယ့်ကိုအကျိုးပေးစေပါလိမ့်မယ်တဲ့။နောက်တစ်ခုကဒီချိန်ကာလတွေမှာကိုယ့်ရဲ့နာမည်ဂုဏ်သတင်းတွေကျော်သောပါလိမ့်မယ်။လူများကြားထဲမှာ ထင်ပေါ်မှုရှိမယ်။လူများရဲ့နှစ်လုံးမှုတွေကိုရှားရှိပါလိမ့်မယ်။ဒါမှမျက်နှာပွင့်လန်းမှုတွေလည်းပဲရှိနိုင်တယ်လို့ဆိုလို့ရတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။ အလွန်ကောင်းပါတယ်တဲတော့ကက်ကက်နမိတ်ပုံပါလဲပဲเนาะကဲတော့ပူပြီးကောင်းလာဖို့ရေရာလေးပေးရမယ်ဆိုရင်ဖယားမှာကိမ့်မုတ်တပကံလူပေးပါကိမ့်မုတ်ဆိုတော့အစိုးပြပြအချောက်ပြပြရပါတယ်เนาะအဲ့တော့ကိမ့်မုတ်ကိုပကံနဲ့ထည့်ပြီးတော့ကိမ့်မုတ်တပကံလူပေးပါကိမ့်မုတ်ကြီးရမကောင်းတော့ copy လေးနဲ့တော်တူလူလိုက်ပါ copy နဲ့ကိမ့်မုတ်နဲ့ဖယားမှာလူပြီးတော့ကံနေလက်တွေပွင့်ဖို့အတွက် ဒါစနေသားမျိုးများစုပေါင်းပေးလို့ရပါတယ်နော်ကဲတော့ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကိုနဲ့ဒါတိုက်ဆိုင်မှုရှိတယ်သဘောကျနှစ်သက်တဲ့ဆိုတော့ဘာမှကွန်မန့်လေးတွေရေးခဲ့ပါအောင် like share လေးတွေလည်းအားပေးခဲ့ပါအောင်လို့တောင်းဆိုပါတယ်ခင်ဗျာ